မင်္ဂလာပါရှင်မန္တလေးကစ်တက်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့စစ်ကောင်မရှင်ရွှေကောက်ပွဲလွတ်လပ်မျှတမည်ဟုမယုံကြောင်းလူခွင့်ရေးမဟာမင်းကြီးဆိုတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ်ဘုံကျဲတိုက်ခိုက်မှုများနဲ့ဖျို့ဖျဲအခြေအနေအောက်တွင်ပြုလုပ်ပြီးရွှေကောက်ပွဲကိုလွတ်လပ်မျှတမည်ဟုယုံနိုင်စရာမရှိကြောင်းခုလလူခွင့်ရေးမဟာမင်းကြီးကပြောကြားလိုက်ပါတယ်ခုလသမကလူခွင့်ရေးဆိုင်ရာမဟာမင်းကြီးဘော့ကာထရက်က နိုဝင်ဘာ၁၀ရက်တွင်အထက်ပါအတိုင်းပြောကြားခဲ့တာဟုသတင်းဌာန၌ဖော်ပြခဲ့ပြီးရင်းနှီးညမှပင်စစ်ကောင်မရှင်ပြောခွင့်ရစော်မင်းထုံးကလည်းရွေးကောက်ပွဲပြက်ပြားပြောင်းလဲအောင်တိုင်းတစ်ပါးနိုင်ငံများကဝင်ရောက်ဆွတ်ဖက်လှုပ်ဆောင်ရေးမရကြောင်းဆိုပါတယ်ဒီတရားမဝင်ရွေးကောက်ပွဲကိုနိုင်ငံတကာတိုင်းပိုင်းကအတိအမှတ်မပြုဘူးလို့သဘောထားပေးလာတာစိတ်လာတယ်အဲဒါကြောင့်မြောက်လိုင်းကရှက်ရမ်းရမ်းပြီးစော်မဲလုံးကိုကြောက်ကန်ကန်ခိုင်းတာဟုမုံရွာအခြေဆိုင်နိုင်ငံရေးတက်ကြွလှုပ်ရှားသူတို့ကသတင်းဌာနကိုပြောပါရတယ် တရားမဝင်ရွေးကောက်ပွဲကိုအတိမတ်မပြုကြောင်းကုလသမဂ္ဂဥရောပသမဂ္ဂပြင်သစ်နယူးဇီလန်စသည့်နိုင်ငံနှင့်အဖွဲ့အစည်းများကသဘောထားပေးခဲ့ကြပြီးတရုတ်ရုရှားနှင့်၎င်းတို့ဩစာခံနိုင်ငံအနေငယ်ကသာထောက်ခံချပါသည်စစ်တပ်သည်အရက်ဖတ်အခွင့်အရေးကိုလုံးဝပိတ်ပင်ထားပြီးအရက်သားများအားပြင်းထန်သည့်ပုံကျဲတိုက်ခိုက်မှုများလှုံ့ဆော်နေကြောင်းလည်းလူခွင့်ရေးမဟာမင်းကြီးကဆိုပါသည်မြမရေးသည့်ကံမကောင်းစွာဖြင့်မီဒီယာတို့၏အာရုံစိုက်မှုလုံလောက်စွာမရသေးပေ ပြည်သူများဒုက္ခရောက်နေရဆဲဖြစ်ပြီးယခုလိုအခြေအနေမျိုးအောက်တွင်ရွှေကောက်ပွဲပြုလုပ်ခြင်းမှာမဖြစ်နိုင်ကြောင်းလည်း၎င်းကဆိုပါတယ်။လာစဲပြည်သူကိုပြစ်မှတ်ထားသည့်လေကြောင်းတိုက်ခိုက်မှုသည်တော်လှန်ရေးအင်အားစုများအားတိုက်ခိုက်ခြင်းထက်နှစ်ဆကျော်ရှိနေကြောင်းညလင်းတိတုတေသနာအဖွဲ့၏လေကြောင်းတိုက်ခိုက်မှုအစီရင်ခံစာများအရသိရပါတယ်။နိုဝင်ဘာ၁၀ရက်နေ့တွင်စစ်ကော်မရှင်ပြောခွင့်ရစော်မင်းထွန်း၏ရွေးကောက်ပွဲဆိုင်ရာအတိအပြေပြောကြားချက်ကိုစစ်ကော်မရှင်ဝါဒဖြန့်မီဒီယာများ၌ထုတ်လွှင့်ခဲ့ပါသည်။ ဆက်လက်ပြီး NLD အစိုးရကဒီမိုကရေစီစနစ်ကိုရည်ရွယ်ချက်ရှိရှိဖျက်ဆီးခဲ့မှုကိုစစ်တပ်ကပြန်လည်တိဆောက်ပေးနေဟုအကြံဖတ်စော်မင်းထွန်းပြောပြနေဆိုတဲ့သတင်းကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ်။ဒေါအောင်ဆန်းစုကြည်ဦးဆောင်သော NLD အစိုးရကဒီမိုကရေစီစနစ်ကိုရည်ရွယ်ချက်ရှိရှိဖျက်ဆီးခဲ့မှုကိုစစ်တပ်ကပြန်လည်တိဆောက်ပေးနေကြောင်းအကြံဖတ်စစ်တပ်ပြောရေးဆိုခွင့်ရှိသူအကြံဖတ်စော်မင်းထွန်းကပြောဆိုပြန်ပါတယ်။ယနေ့စစ်တပ်လက်ကင်တို့ဘွာရာဖြန့်သတင်းစာများမှတက်စင်အကြံဖတ်စော်မင်းထွန်းကထိုကဲ့သို့ပြောဆိုလာခြင်းဖြစ်ပါတယ်။ NLD အစိုးရနှင့်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က2020ရွေးကောက်ပွဲကျင်းပခဲ့တော့လေမဲပေးပိုင်ခွင့်ရှိသူဟာ38တန်းခန့်ရှိနေသည့်အနက်မဲမတမာမှုဖြစ်နိုင်သောအရေးအတွက်10တသမ4တန်းခန့်ရှိကြောင်းအဆိုပါကိစ္စကိုဖြေရှင်းပေးရန်အကြိမ်ကြိမ်တောင်းဆိုခဲ့တော့လေလွတ်တော်ခေါ်ယူ၍အစိုးရဖွဲ့ရန်အတင်းအဓမ္မဆောင်ရွက်ခဲ့သည့်အတွက်စစ်တပ်ကအာဏာသိမ်းယူခဲ့ခြင်းဖြစ်ကြောင်း၎င်းကဆိုပါတယ် မင်းမတမာမှုဖြစ်ခဲ့တာကိုတရားနည်းလက်တကျဖြေရှင်းမပေးဘဲနိုင်ငံတော်အာဏာကိုအတ္တမနီးနဲ့ရယူဖို့ကြိုးစားခဲ့တဲ့ NLD အစိုးရနဲ့သူတို့ဖွဲ့စည်းပေးထားတဲ့ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တို့ကသာပြည်သူလူထုတရက်လုံးနဲ့နိုင်ငံတော်ရဲ့စစ်မှန်စည်းကမ်းပြေဝတဲ့ပါတီစုံဒီမိုကရေစီစနစ်ရှောက်လန်းမှုကိုရည်ရွယ်ချက်ရှိရှိဖျက်ဆီးခဲ့ခြင်းသာဖြစ်ပါတယ်ပြည်သူတွေလိုလားတောင်းတခဲ့တဲ့ဒီလိုဖြက်စည်းခံရတဲ့ပါတီစုံဒီမိုကရေစီစနစ်ကိုကျွန်တော်တို့ကဤစနစ်ချစွာပြန်လည်တည်ဆောက်ပေးနေခြင်းဖြစ်ပါတယ်ဟုအကြံဖတ်စော်မေထွန်းကပြောဆိုပါတယ် လက်ရှိတွင်ရွေးကောက်ပွဲနှင့်ပတ်သက်၍ခွဲပြားခြားနားသောနိုင်ငံတကာတုံ့ပြန်မှုများရှိနေတော်လဲမိဖက်နိုင်ငံများကအတိမတ်ပြုထားကြောင်း၎င်းကဆက်လက်ပြောဆိုပါတယ်မြန်မာနိုင်ငံသားတွေရဲ့အနာဂတ်ကိုမြန်မာနိုင်ငံသားတွေကပဲဖန်တီးပိုင်ခွင့်ရှိပါတယ်မြန်မာအရေးကိုရွေးကောက်ပွဲမေးပေးတဲ့ကျွန်တော်တို့နိုင်ငံသားတွေကပဲအတိမတ်ပြုဆုံးဖြတ်ရပါမယ်ဒါဆိုရင်လုံလောက်နေပြီဖြစ်ပါတယ်ဟုအကြံဖတ်စော်မင်းထွန်းကပြောဆိုပါတယ်မြန်မာနိုင်ငံ၏ရွေးကောက်ပွဲအပေါ်ခွဲပြားခြားနားတဲ့နိုင်ငံတကာတုံ့ပြန်မှုများရှိနေတော်လေမိဖက်နိုင်ငံများ၏ထောက်ခံမှုများကတော့အခိုင်အမာရရှိထားပြီးဖြစ်ကြောင်း မေမတမမှုများမရှိစေရန်ခင်မီနီးပညာသုံး MEVM စက်များကိုလည်းအသုံးပြုထားကြောင်းထို့ကြောင့်ရွေးကောက်ပွဲမှထွက်ပေါ်လာသည့်လွှတ်တော်ကခုံတိတ်ခါရှိသည့်လွှတ်တော်တရအဖြစ်ကဘာကိုချပြနိုင်မည်ဖြစ်ကြောင်းဇော်မင်းထွန်းကပြောဆိုသွားပါတယ်ဆလပီ KIO KIA နဲ့အချမ်းဖတ်စစ်တဲ့အကြအပြည့်ရဲ့ရည်ဆွေးနွေးရရှိနေသည့်သို့သောသတင်းများကိုဘုံမူကြီးနော်ဘူးညင်းဆိုတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ခရီးပြည်နယ်အတွင်းမြို့နယ်အများစုကိုတိုက်ခိုက်သိမ်းပိုက်လျက်ရှိသော KIO KIA နှင့်အကြမ်းဖက်စစ်တပ်အကြားအဖြစ်ရည်ဆွေးနွေးရန်ရှိနေသည်ဆိုသောသတင်းများကို KIO KIA ပြောရေးဆိုခွင့်ရှိသူဗိုလ်မှူးကြီးနော်ဘူးကညင်းဆိုလိုက်ပါတယ်။ရှမန်နှင့်သတင်းဌာနက KIO KIA ပြောရေးဆိုခွင့်ရှိသူဗိုလ်မှူးကြီးနော်ဘူးကိုတည်တပ်ဆက်သွယ်မြင့်မြတ်စဉ်ဗိုလ်မှူးကြီးနော်ဘူးကရင်းခဲ့သို့ဖြေဆိုခြင်းဖြစ်ပါတယ်။အကြမ်းဖက်စစ်တပ်လော်ဘီများနှင့်စစ်တပ်အတိုင်းဝိုင်းကအော်တိုဘားလနှောင်းပိုင်းမှစ၍ KIO KIA နှင့်အကြမ်းဖက်စစ်တပ်တို့အကြားအပြစ်ရည်တရုတ်နိုင်ငံ၏ကမာကထပြုမှုဖြင့်တွေ့ဆုံဆွေးနွေးရန်လှုံ့ဆော်နေပြီဖြစ်ကြောင်း နေရာကိုရွေးချယ်နေပြီဖြစ်ကြောင်းအစရှိသောသတင်းများကို Telegram Channel များလူမှုကွန်ရက်များမှတက်ဆင်အလုံးအရင်ဖြင့်တစ်ချိန်တည်းတစ်ပြိုင်နက်တည်းအကြီးအကျယ်ထုတ်လွှင့်ခဲ့ကြခြင်းဖြစ်ပါသည်။အဆိုပါသတင်းများနှင့်ပတ်သက်၍သတင်းဌာနကပုံမူကြီးတော်ဘူးကိုမေးမြန်းရာ၎င်းကကျွန်တော်အနေနဲ့အထွေအထူးပြောစရာမရှိပါဘူး။ကျွန်တော်တို့ဗဟုကော်မတီကလည်းဆွေးနွေးပွဲဆိုတာနဲ့ပတ်သက်လို့ညွှန်ကြားတာလည်းမရှိပါဘူး။ခရစ်စုံဆွေးနွေးပွဲလုပ်နေတယ်လို့ကျွန်တော်ကြားလည်းမကြားပါဘူးဟုပြန်လည်ဖြေဆိုခဲ့ပါသည်။ လက်ရှိတွင် KIA နဲ့စစ်တပ်အကြားဗမော်မြို့နယ်ဖားကန်းမြို့နယ်အပါအဝင်ကချင်ပြည်နယ်အတွင်းမြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွားလျက်ရှိပြီးအထူးသဖြင့်ဗမော်တိုက်ပွဲမှလည်းနေ့စဉ်ဖြစ်ပွားလျက်ရှိနေစေဖြစ်ကြောင်း KIA သတင်းရင်းမြစ်များထံမှသိရပါသည်ဆလပီစစ်ကော်မရှင်ရဲ့ရွေးကောက်ပွဲလူမှုမယုံကြည်မှုအောက်ဆုံးအဆင့်ရောက်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ် စစ်ကော်မရှင်ဦးဆောင်ကျင်းပမဲ့အထွေထွေရွေးကောက်ပွဲကိုမယုံကြည်သူ68ရာခိုင်နှုန်းရှိတယ်လို့ပြည်သူ့လှုပ်ရှားမှု platform platform for people movement ရဲ့လွတ်လပ်တဲ့သုတေသနအဖွဲ့ကနေကောက်ယူတဲ့စစ်တမ်းတွေရဖော်ပြပါတယ်။ဒီနေ့ကုန်ပိုင်းမှာပြုလုပ်မဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးပြည်သူသဘောထားတွေကိုသိရှိဖို့စစ်တမ်းတရက်ကိုအောက်တိုဘာ28ကနေနိုဝင်ဘာ9ရက်နေ့ထိ online အပြင်ရုံကြည်ရတဲ့ data တွင် volunteer တွေကတက်ဆင့်အခွင့်အရေးကောက်ယူခဲ့တာပါ။ စစ်တမ်းရဲ့တွေ့ရှိချက်ရလက်အရာ2025ရွေးကောက်ပွဲဟာတရားမျှတမှုမရှိဘူးလို့ယုံကြည်သူ68ရာခိုင်နှုန်းရှိတယ်လို့ပြည်ထနာတွေကိုမဖြေရှင်းနိုင်ဘူးလို့ယုံကြည်သူ68ရာခိုင်နှုန်းရှိနေတာပါ။ဒါပြင်အဲ့ဒီရွေးကောက်ပွဲကိုမဲပေးမှာမဟုတ်ဘူးလို့ဖြေဆိုသူ66ရာခိုင်နှုန်းရှိပြီး2021ခုနှစ်စစ်အာဏာသိမ်းမှုအပေါ်လက်မခံသူ69ရာခိုင်နှုန်းအထိရှိနေတယ်လို့စစ်တမ်းတွေ့ရှိချက်မှာဖော်ပြပါတယ်။ လေးလာသူတွေကတော့စစ်တမ်းအရမြန်မာပြည်သူတွေအနေနဲ့အာဏာသိမ်းစစ်ကော်မရှင်ကျင်းပမဲ့ရွေးကောက်ပွဲကိုယုံကြည်မှုမရှိတာစန့်ကျင်နေကြတဲ့ဆိုတာပေါ်လွင်တယ်လို့ထောက်ပြကြပါတယ်။ရှာမညာဖက်ဒရယ်အင်အားစုသည့် NRFF ပြောခွင့်ရနိုင်ပီတာကဒီစစ်တမ်းအရလူလူရဲ့သဘောထားကိုပြသနေတဲ့အတွက်နိုင်ငံတကာကအသိအမှတ်မပြုတဲ့အခြေအနေမျိုးကျယ်ကျယ်ပြန့်ပြန့်ဖြစ်လာနိုင်တယ်လို့သုံးသပ်ပါတယ်။စေအိုစုရဲ့ရွေးကောက်ပွဲကိုသွယ်ဝိုက်တဲ့ဤအဖြစ်ထောက်ခံဖို့ဒါမှမဟုတ်အသိအမှတ်ပြုဖို့စဉ်းစားနေတဲ့နိုင်ငံတွေအတွက်လည်း ပြည်သူလူထုရဲ့သဘောထားအမြင်ကဘလောက်အထိခိုင်မာမှုရှိတယ်ဆိုတာကိုပြသနေတဲ့စစ်တမ်းမျိုးဖြစ်တဲ့အခါကျတော့ဒီပေါ်မှာလည်းပြန်ပြီးတွေးတောနိုင်ဖို့အချက်လက်တစ်ခုဖြစ်စေပါလိမ့်မယ်။ဒီကတဆင့်စစ်အုပ်စုရဲ့ရွေးကောက်ပွဲကိုစန့်ကျင်တဲ့နိုင်ငံတကာကအတိအမှတ်မပြုတဲ့လှုပ်ရှားမှုမျိုးလေကြဲကြဲပြန့်ပြန့်ဖြစ်လာနိုင်တဲ့အခြေအနေမျိုးလို့ပြောလို့ရပါတယ်လို့ဆိုပါတယ်။ကိုစစ်လေလောင်းအဖြစ်ဝင်ပြိုင်ကြမဲ့နိုင်ငံရေးပါတီတွေအနေနဲ့လဲစစ်ကော်မရှင်ကျင်းပမဲ့ရွေးကောက်ပွဲကို ပြည်သူတွေဘက်ကစန့်ကျင်မှုမလိုလားမှုတွေကိုမျက်ဝါးထင်ထင်မြင်စေဖို့တပ်တွေတရကတခုလို့သူကမှတ်ချက်ပြုခဲ့ပါတယ်။စစ်တမ်းရဲ့ရည်ရွယ်ချက်ကတော့စစ်ကော်မရှင်ရဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးမြန်မာနိုင်ငံသားတွေရဲ့သဘောထားအမြင်နဲ့ယုံကြည်ချက်တွေကိုစုဆောင်းသုံးသပ်ဖို့ပြုလုပ်ထားတာပါ။အဲ့ဒီစစ်တမ်းကိုဝင်ရောက်ဖြည့်ဆို့သူ3663ဦးရှိတဲ့ထဲက85ရာခိုင်နှုန်းဟာမြန်မာနိုင်ငံတွင်းမှာနေထိုင်ကြသူတွေဖြစ်ပြီးကျန်15ရာခိုင်နှုန်းဟာပြည်ပနိုင်ငံတွေမှာနေထိုင်ကြတဲ့မြန်မာနိုင်ငံသားတွေဖြစ်ပါတယ်။ ဒေသအလိုက်ပါဝင်ဖြည့်ဆို့ကြတဲ့281မြို့နယ်တွေမှာစကိုင်းတိုင်းက29ရာခိုင်နှုန်းနဲ့အများဆုံးဖြစ်ပြီးရန်ကုန်တိုင်းက16ရာခိုင်နှုန်းရခိုင်ပြည်နယ်နဲ့နေပြည်တော်တို့ကတော့အနည်းဆုံးပါဝင်ပါတယ်။ကြာပြင်စစ်တမ်းဖြည့်ဆို့သူတွေထဲမှာ57ရာခိုင်နှုန်းဟာမြို့ပြဒေသမှာနေထိုင်သူတွေဖြစ်ပြီး24ရာခိုင်နှုန်းမှာမူလနေရာကနေပြောင်းရွှေ့နေထိုင်သူတွေဖြစ်တယ်လို့ပြည်သူ့လှုပ်ရှားမှုပလက်ဖောင်းရဲ့လွတ်လပ်တဲ့သုတေသနအဖွဲ့ကနေသိရပါတယ်။ လက်ရှိမှာစစ်ကော်မရှင်ကကြီးညာထားတဲ့အတိုင်းပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပနိုင်ဖို့ပြင်ဆင်နေပြီးဝင်ပြိုင်ကြမဲ့ကိုယ်စားလှယ်လောင်းတွေကလည်းမင်းဆွယ်စည်းရုံးရေးတွေလှုပ်ဆောင်နေကြပါတယ်။ဒါပြင်ရွေးကောက်ပွဲအပေါ်ပြည်တွင်းနဲ့ပြည်ပကမြန်မာပြည်သူတွေရဲ့ထောက်ခံမှုနဲ့စိတ်ဝင်စားမှုမရရှိသလိုနိုင်ငံတကာအဖွဲ့အစည်းတချို့နဲ့အစိုးရအချို့ကလည်းအလားတူမထောက်ခံကြဘူးလို့လေ့လာသူတွေကဆိုပါတယ်။စစ်ကော်မရှင်ရဲ့မိဖက်နိုင်ငံတွေဖြစ်တဲ့ရုရှား၊တရုတ်နဲ့အိန္ဒိယပါဝင်ဗီလာရုစတဲ့နိုင်ငံတွေလောက်ပဲမြန်မာနိုင်ငံမှာကျင်းပမဲ့ရွေးကောက်ပွဲကိုအားပေးထောက်ခံကြောင်း ထုတ်ပြောထားပေမယ့်အာဆီယံပါဝင် ကုလသမဂ္ဂနဲ့အနောက်နိုင်ငံတွေကတော့မထောက်ခံခဲ့ကြပါဘူး။ကျောင်းသားကောင်းဆောင်ဟောင်းကိုမင်းသွေးတစ်ကလူလူရဲ့မန်းတိတ်မရပဲရွေးကောက်ပွဲကနေအစိုးရတရက်ပေါ်ပေါက်လာရင်တောင်မှနိုင်ငံရေးလှုပ်ရှားမှုတွေလှုပ်ဆောင်တဲ့အခါအခန့်အသတ်တွေအများကြီးကြုံရမယ်လို့သုံးသပ်ပါရယ်။တကယ်တမ်းကျတော့နိုင်ငံရေးဖြစ်စဉ်တစ်ခုကိုဖြတ်တန်းတဲ့အခါမှာလူလူရဲ့မန်းတိတ်အမိတ်အာဏာမရဘူးဆိုရင် legitimacy နိုင်ငံရေးတရားဝင်မှုလည်းရှိမှာမဟုတ်ဘူး။ အဲ့ဒီတော့သူတို့သွားနေတဲ့ရွေးကောက်ပွဲပြီးသွားရင်လည်းနောက်ပေါ်လာမယ့်အရက်သားအစိုးရအနေနဲ့ဒီနိုင်ငံရေးလှုပ်ရှားမှုနိုင်ငံရေးလှုပ်ဆောင်မှုတွေလှုပ်တဲ့အခါမှာအကန့်အသတ်အခက်အခဲအများကြီးကြုံရမှာပဲဆိုတော့နိုင်ငံတကာကလည်းဒီအခြေအနေတွေကိုကြားလာရင်သိလာရင်ဒီထက်ပိုပြီးတော့ကန့်ကွက်လာနိုင်တယ်စန့်ကျင်လာနိုင်တယ်လို့ဆိုပါတယ်စစ်ကော်မရှင်ကတော့လာမယ့်ဒီဇင်ဘာ28ရက်နေ့မှာနိုင်ငံတော်ဝန်ရှိတရား2မြို့နယ်မှာအပိုင်း1အထွေထွေရွေးကောက်ပွဲကျင်းပပြီးနောက်နှစ်ဇန်နဝါရီ17ရက်နေ့မှာတော့အပိုင်း2ကိုမြို့နယ်တရားမှာပြုလုပ်ဖို့ကြေညာထားပြီးဖြစ်ပါတယ် စစ်ဘောအရာရှိတွေကိုလည်းစစ်ကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ရဲ့အမိန့်ညွန်ကြားချက်နဲ့အငြင်းစားပေးပြီးစစ်တပ်ကြောတောင်နောက်ခံပြုထားတဲ့တန့်ခါရေးပါတီနဲ့တာဆာညာပါတီတို့ကနေရွေးကောက်ပွဲဝင်ပြိုင်ဖို့ရှိနေတာပါ။ဒါပြင်တိုင်းနဲ့ပြည်နယ်အသီးသီးကဝင်ကြီးချုပ်တွေအပါအဝင်သက်ဆိုင်ရာဌာနလိုက်ပြည်ထောင်စုဝင်ကြီးတွေအများစုကလည်းရွေးကောက်ပွဲဝင်ပြိုင်ကြမယ်လို့ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကနေသိရပါတယ်။လေးလာသူတွေကတော့ရွေးကောက်ပွဲအကြိုကာလတစ်ခုတည်းမဟုတ်ဘဲကာလ၃ရက်စလုံးမှာစစ်တပိုင်းအစိုးရလုပ်တဲ့နိုင်ငံရေးလှုပ်ဆောင်မှုတွေကို လူမှုစာနာမပါဝင်ကြောင်းနိုင်ငံတကာကသိအောင်ဆက်လက်ထုတ်ပေါ်သင့်တယ်လို့အကြံပြုကြပါတယ်။ဂျာမတာစစ်ကော်မရှင်ကိုနိုင်ငံရေးအရထောက်ခံမှုတွေရောကြလာမှာဖြစ်ပြီးပြည်သူထောက်ခံတဲ့အစိုးရဖြစ်မှသာနိုင်ငံရေးအကျပ်တဲတွေနိုင်ငံရေးဖြစ်စဉ်တွေကိုဖြည့်ရှင်းလှုပ်ဆောင်နိုင်မယ်လို့ထောက်ပြထားပါတယ်။